လည်းအသက်အရွယ်တခုရောက်လာတဲ့ခါကျတော့ခင်ဗျားကလေးလေးတွေအဲပြောမှာမိသားစုလေးတွေအဲ့လိုမျိုးရှိနေတော့ကိုလည်းအဲ့လိုအားကြမ်းမိပြီးတော့မိမအေးရကြတော့မိသေးတော့အဲ့အဲ့လိုမျိုးလေးပြောပြတာလည်းရှိပါတယ်ဒါပေမဲ့ဟိုလိုမျိုး pressure ပေးတာမျိုးလည်းရှိပါဘူးကျွန်တော်တကယ်တမ်းမှာထိုက်ရလဲကလေးရနေပြီကျွန်တော်အဲကျင်းနေဒီကိုယ်တွေအကုန်လုံးကလေးရနေကြတယ်ကိုပဲကြတယ် DJ Sixteen ကလောင်းလုပ်တယ်ဟိုဒီတစ်မကအောင်မြင်ပါစေเนาะဒီကားလည်းအများကြီးရောင်းရပါစေလို့ဆုတောင်းပေးပါတယ်ဗျကိုရောကားနဲ့ပတ်သက်လာရင်ဘယ်လိုမျိုးလေးရှိလဲဆိုတော့ကားကတော့ဟိုကြိုက်တဲ့အထက်မှာတော့ပါပါတယ်ဒါပေမဲ့ကျွန်တော်ကားနည်းနည်းကြီးတာကိုတူပြီးတော့သဘောကျတယ်ကားအမြင့်လို့သဘောကျတယ်ဗျအဲအပြည့်စည်းပေးတာပေါ့အပြည့်စည်းပေးတာလုပ်ပေးတာပေါ့လုပ်ပေးနိုင်လားလို့လုပ်ပေးပါတော့ကျွန်တော် ဲမတော့စွာသေးဘူးခုမှပြန်တော့မှမိမရေးဒီမှာတော့ရှိရတာရရမှတ်တယ်အဝယ်ပေးပါလားဒါမဲ့ကျွန်တော်လည်းတိတ်ပြီးမပူတာဖြစ်ပါဘူးမပူတာဖြစ်ပါဘူးဆိုတာတိတ်ပြီးလဲကျွန်တော်ဘာမှလည်းတိတ်အများကြီးလိုပါဘူးချိုးပါလေချိုးပဲဆိုတော့အဝယ်စားတော့တယ်ကျွန်တော်လည်းဘဝတာဆိုပေါ်နေပါတယ်ပေါ်နေပါတယ်ပေါ်လာတော့ပေါ်နေပါကျွန်တော်တကယ်တမ်းမှာထက်ရလဲကလေးရနေပြီကျွန်တော်ငယ်ချင်းတွေဒီကိုယ်တွေအကုန်လုံးကလေးရနေကြပြီကိုယ်ဝဲကြတယ်ကိုယ်ဝဲကြတယ်အားလားကြပါတယ် ကြတာပေါ့ဟိုအင်းအောင်တယ်လင်မယားဆိုတော့မျိုးမျိုးမျိုးရှိကြတာပေါ့လေကျွန်တော်တို့ကတော့ဟိုမှာကျွန်တော်တို့တွေကလုတ်တွေလည်းရှိကြတယ်ဟိုမှာပြီးရသွားမယ်ဆိုလင်မယားနောက်ကစိတ်တူကိုတို့ဟိုမှာတကြီးသွားမယ်ဆိုဖတ်ဖတ်သွားကျင်လာမျိုးပေါ့နော်ဒါပေမဲ့ဟိုရင်သွေးလေးရှိလာလို့ရှင်ဒီရင်သွေးကိုပြန်ခဲ့ရမယ်ဒီမှာအဲ့လိုမျိုးတိတ်သွားလို့မရတဲ့အနေအထားတွေရှိမှာဆိုတော့ဒါကြောင့်မလဲအခုဖြစ်နေတာပေါ့ဗျာဟုတ်အဲမဟုတ်ပါဘူးမရှိသေးအောင်ရှိလို့ရှိရင်ကျွန်တော်ဝင်လဲကြီးညာပြီးမှာပါမမင်းလဲကြီးညာပါဟုတ်ကျွန်တော်ကျွန်တော်သူပြိသက်နေရနေလေးပါ တော့သူပြိတ္တနေရာနေနေတဲ့တဲ့ကိုဒီတိုင်းလေးပဲရှိနေစေချင်လို့ဒါသူပြိတ္တနေရာနေကျွန်တော်မြင်လာဟုတ်အဲ့လိုပူတော့လေပူတာပါလေပူတာလေဆိုတော့ဟိုလိုပေါ့ဟိုဘယ်လိုပြောရမလဲကိုရဲ့ဟိုခါလီတာလည်းကိုလည်းအသက်ရွယ်တခုရောက်လာတဲ့ခါကျတော့အများကလေးလေးတွေအဲပြောမှာမိသားစုလေးတွေအဲ့လိုမျိုးရှိနေတော့ကိုလည်းအဲ့လိုပေါ့အားချမိပြီးတော့မိမရဲ့အကြောင်းမျိုးတွေတော့အဲ့လိုမျိုးလေးပြောပြတာမျိုးရှိပါတယ်ဒါပေမဲ့ဟိုလိုမျိုး pressure ပေးတာမျိုးမရှိပါဘူး။ဒီအလုံးကကလေးချစ်တဲ့နေမှာပါပါတယ်ပါပါတယ်ဗျာ။အာနောင်တတခြင်းလေးကတော့ကျွန်တော်ဒီကြားထဲမှာဟိုပရိသတ်ကကျွန်တော်တခြင်းတွေဖတ်လာလို့ရှိရင်ဟိုပေါ့သူတို့အာစိတ်တိုင်းမကြတာလေးလည်းရှိတယ်။အရင်ကတော့ပုံစံမျိုးလေးပြန်တောင်းတကြတော့ပရိသတ်တွေလည်းရှိရယ်ဆိုတော့ကျွန်တော်ကကျွန်တော်ဆိုချင်တာလေးလည်းဆိုတယ်ပြီးရင်သူတို့ကြိုက်တဲ့ပုံစံမျိုးလေးသူတို့နားထောင်လို့ရမယ့်ပုံစံမျိုးလေးလည်း share ပေးတယ်ပေါ့။အဲနောင်တလိုပုံစံမျိုးလေးလည်းနောက်ထပ်ပရိသတ်ကြိုက်နေတဲ့မှာတခြင်းတွေအများကြီးထပ်ထွက်လာအောင်